စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2016ဩဂုတ်လ10ရက်နေ့နေ့ခုနှစ်ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလဟာစနေနေ့မွေးသူတွေအတွက်အထူးအကျိုးပေးတဲ့ကာလတစ်ခုဖြစ်တယ်အရေးကြီးတဲ့ကိစ္စတွေအကုန်လုံးဆောင်ရွက်ပါဆုံးဖြတ်ချက်မှန်သမျှဆုံးဖြတ်ပါ လုပ်ငန်းရေးရမှန်သမျှရဲရဲရင့်ရင့်ရှင်းတုံလုပ်ပါမြင်မြအခက်ခဲတဲ့ကြုံစဉ်အလုံးကိုကျော်လွှားပြီးတော့လိုရာကိစ္စတွေကိုအောင်မြင်နိုင်တဲ့ကာလတစ်ခုဖြစ်တယ် ဖုတ်သွင်းယထာစကိန်နဲ့လည်းတိုက်တယ်ခွင်ရေးကောင်းတွေကိုထန်ရောက်လာတယ်ရောက်လာတဲ့ခွင်ရေးတွေကိုစနစ်တကျလက်ခံပြီးတော့တက်လန်းတွေကိုဖန်နေနိုင်တဲ့အနေထားကြောက်တဲ့နေ့တစ်ခုဖြစ်ပါတယ်ဩဂုတ်လတရနေ့မှာတော့ခက်ခဲအလုံးကိုပြေလည်အောင် ဖြစ်ရှင်းနိုင်ခြင်းနဲ့တိုးတက်ခြင်းကိုကြုံဩဂုတ်လ2ရက်နေ့မှာရန်တိုက်ခံလေးတွေရှိတတ်တယ်ဩဂုတ်3ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုတွေကိုဖန်နေနိုင်တယ် ဩဂုတ်လ3ရက်နေ့4ရက်နေ့5ရက်နေ့တွေကတော့စက်တိုက်ငွေကြေးလုပ်ငန်းစီးပွားကံကောင်းလာမယ်6ရက်နေ့မှာရန်တိုက်ခံနေငယ်ရှိမယ်9ရက်နေ့ကတော့ကိုယ်တွေအရာရာစင်ပြေခြင်းနဲ့စိတ်ချမ်းမြေခြင်းနဲ့လွှမ်းမိုးနေတဲ့ရက်တစ်ခုဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်တပတ်တာကာလအတွင်းမှာထူးခြားချက်ကတော့ဩဂုတ်လ5ရက်နေ့နဲ့6ရက်နေ့တွေမှာကောင်းစေကောင်းလျှော်ပြုခြင်းဖြင့်ကောင်းခြင်းမင်္ဂလာဖျားဖျားကြရောက်ကစိတ်ချမ်းမြေခြင်းများကို ဖြစ်ပေါ်စေတဲ့နေထားတွေ့ရတယ်။အထူးသတိပေးချင်တာဩဂုတ်လ၄ရက်နေ့အဲ့ဒီနေ့မှာရန်တိုက်ခိုက်နေရှိတတ်တဲ့မတော်တဆအနေဖြစ်တတ်တဲ့အရှိတောင်ရက်ကိုဥတီသွားစေအနေရှိတတ်တယ်။ညနေ၃နာရီနေ့၄နာရီခွဲတွင်မှာအနေရှိတယ်။ဩဂုတ်လ၅ရက်နေ့ကတော့ငကဘောရက်နဲ့တိုက်ဆိုင်တဲ့အတွက်မတော်တဆအနေတာမန်နဲ့ပူပြီးသတိထားမယ်။နေ့၁၂နာရီနေ့တနိုင်ခွဲတွင်ထူးသတိထားမယ်။တောင်ရက်ကိုဥတီသွားစေအနေရည်ဖြစ်တတ်တာကိုတွေ့ရပါတယ်။ ဒီတပတ်တာကာလအတွင်းတနင်္ဂနွေနေ့မွေးသူတွေနဲ့ပူးပေါင်းပြီးလှုပ်တဲ့လှုပ်တရားကောင်းမြောင်နဲ့ဆိုးတယ်တနင်္ဂနွေနေ့မွေးသူတွေကိုအထူးချိုးပေးတယ်အင်္ဂါနေ့မွေးသူတွေနဲ့ပူးပေါင်းလှုပ်တဲ့လှုပ်တရားလက်ပွင့်ခြင်းကံပွင့်ခြင်းတွေဖြစ်တယ်ဗုဒ္ဓနေ့မွေးသူတွေနဲ့အလုပ်ဖို့ကိစ္စဖို့တွေပူးတွဲလုပ်ကံမှုနဲ့နာမည်အောင်မြင်မှုတွေကိုရရှိနိုင်တယ်ဇာတာပတိနေ့မွေးသူတွေနဲ့ရက်တန့်ထားတဲ့လှုပ်တွေကိုပြန်လဲစတဲ့ဆောင်ရွက်အချိုးပေးမယ်တောက်ကြာနေ့မွေးသူများကြောင့်ရန်အားလုံးကိုကြော်လွှားပြီးတော့ အောင်မြင်နိုင်တဲ့ကံအသစ်တွေပွင့်ပေါ်လာမယ်။စနေနေ့မွေးသူများကြောင့်ပြဿနာတစ်မျိုးပြီးတစ်မျိုးဖြစ်ထွန်းတာကိုကြုံတွေ့ရပါလိမ့်မယ်။အဝါရောင်အပြာရောင်နက်ပြာရောင်တို့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးရပါပါ။၁၄ရှစ်ကနန်းတွေကိုအကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးရမှာဖြစ်ပါတယ်။အိမ်ကအထွဲ့လမ်းမှာတွေ့တဲ့အလူကံပုံကိုယ်တွေကိုအလူဒါနပြုခြင်းကိုတပတ်တာအတွက်မကြာခဏဆောင်ရွက်ပေးလိုက်ပါ။တိသာထင်ရှားစွာကောင်းခြင်းကံများ ေါ်ထွန်းလာပါလိမ့်မယ်ကျေးဇူးထူးတင်ပါတယ်